တာယာတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဥမေချင်တဲ့ကနေမှထွန်ပြတဲ့ပြည့်ကျူဆိုပါရယ်။ဗဒမသတင်းတပုတ်အနေနဲ့ကတော့ကျွန်တော်ကချင်ပြည်နယ်သတင်းနဲ့စရအောင်ဆိုတော့အခုကျွန်မဗမောသတင်းနဲ့နည်းနည်းလေး update လေးလုပ်ပေးချင်တယ်။လွန်ခဲ့တဲ့တောက်ကြနေ့ကနေစမှတိုက်ပွဲတွေအပြင်းအထန်တစ်ခါမှပြန်ချနေတယ်။ခလာရ40ခွန်းရယ်စကခ27ရယ်ပြီးလို့ရှိရင်ဒီခလာရ49ရယ်နားမှာရှိတဲ့စခန်းတွေကိုရော၃ခုကိုတပြိုင်တည်း သူစစ်စင်နေတာဖြစ်တယ်ဆိုတော့တနေ့ကတော့ကျွန်တော်တော်လာရဲတွေဘက်ကနေမှစစ်ခွေးတွေရဲ့နောက်ဆုံးပေါ် drone ခုနှစ်စီးကိုပစ်ချနိုင်တယ်မနေ့ကပြန်မှ၃စီးပစ်ချနိုင်ခဲ့တယ်ဆိုတော့အားလုံးစုစုပေါင်း၁၀စီးကျွန်တော်ပစ်ချနိုင်ခဲ့ပြီ၁၀စီးဆိုတာက နေတဲ့အရာမဟုတ်ဘူးဆိုတော့ဒီလိုမျိုး drone ဆယ်စင်းကိုပစ်ချလိုက်တဲ့အခါမှာကျွန်တော်အောင်မြင်မှုအများကြီးရရှိခဲ့ပြီပြီးလို့ရှိရင်ဗီဒီယိုတော့တင်ပေးလို့မရဘူးဘာကြောင့်လဲဆိုတော့ တနတ်တန်နဲ့အရန်များတဲ့ video file တစ် file ကိုကျွန်တော်ရရှိထားတယ်เนาะဆိုတော့အခုဒါတော့ကျမတို့ရဲ့အောင်ပွဲဖြစ်တယ်ဆိုတော့အခုကျမတို့ KIA နဲ့တူပူပေါင်းတော်လာရဲတွေဘက်ကနေမှအတုံခွန်ဆက်တိုက်နိုင်ခဲ့တဲ့အခါမှာစစ်ခွေးတွေကရှုံရှုံဖြစ်လာပြီအဲ့ဒီအချိန်မှာ အခုကျမတို့လိုက်စာဘက်ကိုအတေခံဘုံပြန်လာချတယ်စစ်ခွေးတွေကတတိရှိတယ်ယောက်ျားဖြစ်တယ်เนาะယောက်ျားမဟုတ်ဘူးလူဖြစ်တယ်ဆိုလို့ရှိရင်တော့ KIA တွေဘဲကနေချတယ်လေမြေကြီးကနေပဲသွားပြီးမှချတယ်မဟုတ်လားနင်တို့လည်းချလေအခုပေါ်မမတိုက်ပွဲပြင်းထန်နေတယ်နင်တို့ရှုံးခါနီးလာတဲ့အခါကျတော့ဘာကြောင့်မို့ဘာမှမစီမဆိုင်လိုက်စာမှရှိတယ်ပြီးသူလူထုဒီနေထိုင်တဲ့နေရာဘက်ကိုဘာကြောင့်ဆူဆိုက်ဘုံတွေလာကျဲတယ်လေနင်တို့မရှက်ဘူးလားခွေးတယ်ကျတော့တော်လာရဲတဲ့အားလုံးကလူဖြစ်တဲ့အတွက်ကြောင့်မြေကြီးကနေသွားပြီးမှနင်တို့ကိုပစ်တယ်နင်တို့ကဘာကြောင့်မို့ဒီပေါ်မမဒီမနက်အစောကြီးကနေမှလဲ မရက်မနာတို့လေရင်နဲ့ဘုံကျင်းနေတယ်ပြီးလို့ရှိရင်တို့ဆီမှာကြံနေတဲ့ဒုံးနေနဲ့လည်းပဲဆက်ပစ်နေတယ်စစ်မြေပြင်မှာဖြစ်တဲ့အတွက်ကြောင့်စစ်မြေပြင်မှာလောက်တာကိစ္စမရှိဘူးစစ်မြေပြင်မှာမဟုတ်ဘဲနဲ့ဘာကြောင့်လိုက်စာမှာရှိတဲ့ပြည်သူတွေကိုလာကျဲတယ်လဲတတိရှိတယ်ဆိုလို့ရှိရင်စစ်မြေပြင်မှာစစ်မြေပြင်လိုချလေအခုနင်းတို့အရှက်တရားကိမဲ့တယ်ဒီလိုပြောလို့ရှိရင်လည်းနင်းတို့ခွေးတွေကတော့နားလေမှာမဟုတ်ဘူးအခုဘုံမောင်မှာတိုက်ပွဲဖြစ်နေတယ်အခုနင်းတို့ရှုံးတဲ့အခါမှာကျတော့ လိုက်စာဘက်ကိုအသေးခံဘုံတွေလာကျဲတယ်မရှက်ဘူးလားတိတ်မပြောချင်တော့ဘူးဒါတော့ကျမတို့ရဲ့ဘုံမော်ရဲ့ update လေးပေါ့နော်အခုနောက်တစ်ခုအနေနဲ့ကတော့ကျမတို့ video လေးတိုးတိုးလေးကြည့်ရအောင်နော်ဒါမလို့ဒါတွေစိတ်သက်ကြလို့မရအောင်ခံရရရင်ကိုစိတ်သက်ခွင့်ရရှိနေရပါဗျာဟုတ်ပြီတချို့ခြေတော့ပြတ်တယ်မိုင်းမိတယ်ဘာဖြစ်ရဲ့လဲခြေတော့ပြတ်တယ်မိုင်းမိတယ်တနေရာထဲမှာဆိုတယ်သူတို့ကပန်းနိုင်မရှိဘူးသူတို့ကမျောလဲကြိုက်ပြောချက်မရှိအဲ့တော့ကိုယ့်ရဲ့တက်မလို့ဒါတွေကိုလည်းအတုံးချထိုးကျွေးခံတတ်တဲ့ဥစဉ်တော့အဖြစ်မခံ သေမမြေပေးတယ်ဆိုတာဟောမလို့ရှင်သေမတမန်တော်သားတွေကိုမြေပေးတယ်ဒီလူစစ်တွေလည်းသေမမြေရတယ်ဆိုတာဟောဥဒ္ဓနာမလို့ရှင်နိုင်ငံတော်ကြီးကနတ်သက်ကဥဒ္ဓတောင်ရှိပုဂ္ဂိုလ်များအနေနဲ့ခြေပြက်လက်ပြက်ဘလို့မှလောက်စားလို့မရတော့ဘူးလေမြေရပေးရမယ်ပေးလေးဆက်ပြီး60ကျွက်ပြီမန္တလေးပြည်ကြီးတို့ကွယ်နေမှာဆိုလို့ရှင်ပတ်လက်ပြည်ကြီးအများကြီးအဲ့ဒီမြေတွေကိုပေးကြည့်လိုက်ပါလားတမန်တော်သားတွေရောအကုန်လုံးရောမန္တလေးတိုင်းမှာရှိတဲ့တမန်တော်တော်မန္တလေးတိုင်းမှာပေးရတယ် ဘကိုးတိုင်းမှာရှိတဲ့တံတော်တော့ဘကိုးလိုနေရာမျိုးတွေနေပြီးတော့လူနေရာမျိုးတွေရန်ကုန်တိုင်းမှာလည်းပတ်လည်ပြီးတဲ့အများကြီးပဲတောင်တကုန်ဘက်ဒီမှာမှမှသွားရှိတယ်ပြေးကြည့်လိုက်ပါလားမြေဦးလိုလိုနေရာမျိုးတွေမှာအများကြီးမြေတွေအများကြီးအဲ့တော့တိုင်းပြည်အတွက်တကယ်တက်ခုလိုခြေပြက်လက်ပြက်တွေတံတော်တော်တွေအများကြီးရှိတယ်ပြည်ဦးစစ်တွေအများကြီးရှိတယ်ဒလိုနေရာမျိုးတွေကိုနိုင်ငံတော်ကလူတိရှင်ကြားပြေးကြည့်လိုက်စေသားရောပြည်သူစီရောစိတ်ဓာတ်ခွင့်အချက်ချင်းလည်းငင်းညစ်တင်လာလိုက်တယ်ချက်ချင်းလည်းငင်းအောင်ွယ်အလီရလာလိုက်တယ် ငါတေခဲ့ရင်ငါတခုခုပြေးခဲ့ရင်ကြံခဲ့တဲ့မိသားစုအတွက်ဒီလိုဒီလိုမြေရမယ်ဒီလိုဒီလိုမြေလေးတွေရှိတယ်အမခံချက်လေးတွေနိုင်ငံတော်အကြီးကဲနတ်သက်ကဥပဖရားတကာကြီးကာချုပ်ကြီးမင်းအောင်နိုင်ကပေးပါလားဆိုတဲ့ပေးကြည့်လိုက်ပါချက်ချင်းလည်းငခွင်အားတွေတက်လာလိုက်အားအိမ်တွေပြည့်လာလိုက်မြန်မာနိုင်ငံမှာမြေလွတ်မြေရိုင်းတွေပတ်လည်နေသည်အများကြီးပါပဲဒီချိန်မှာနိုင်ငံရဲ့တိုင်းပြည်ရဲ့သူရဲကောင်းတွေဒဏ်ရာစစ်တီတွေဒဏ်ရာပတ်တာစတွေဒဏ်ရာရဲတွေ တေဆုံးသွားတဲ့ရဲတွေတေဆုံးသွားတဲ့ပတ္တာစာတွေတေဆုံးသွားတဲ့စစ်သားတွေမပေးဘူးလားပေးတယ်ရရတဲ့သူနဲ့မရရတဲ့သူမရရတဲ့သူပါများတယ်ဒုထွေဥတရားကြောက်ရတယ်အကောင်ကြီးကဒုထွေဥကထက်ကထွေဥပါထဥကမကြောက်ပါဘူးကြောက်တော့မှအဲ့လိုပဲဒုထွေဥတရားပြစ်တတ်ခံရတယ်ဒုထွေဥပိုင်းနေရာတကပါတာရဲအလုပ်လဲသူဝေရှုပ်တာပဲအမြေလုပ်လဲသူနဲ့အဆင်မပြေသူ့မပေးရင်ဖြစ်တာပဲဟာပြည်သူစစ်လဲသူကဝေရှုပ်တာပဲပြည်သူစစ်ဆိုလို့ကျတော့ခုခေတ်တည်းကိုတော့တရင်ပေးတယ်လားမတည် ပြည်သူစစ်ကရိုက်တယ်လို့ဒီပါတယ်ပြည်သူစစ်ကဒါသူ့လက်ချက်တည်းရန်သူတို့သဘောထားတာသူကသူ့ထွေရုပ်တယ်ခမတက်ကြတိရထားဒီရင်းစိုးနဲ့ခမသေးနေအောင်မယ်နော်ဒီရင်းစိုးနဲ့သေးနေအောင်မယ်ခမတို့ကယူစာဆိုင်ကြဒီကောင်းနေကဘာမှမဖြစ်ဘူးပြည်သူစစ်တွေကငကူကိုတည်းကသူကဇိုးလူမိုက်တိုင်းပြည်နဲ့ဗာရာတာနာရှိလို့ခမတနက်ကင်ပြီးခြေရသွားစစ်တိုက်နေတာအာသူ့ထွေရုပ်တွေလည်းကယူစာဆိုင်ခမတို့ကာဝယ်ပေးမှာမဟုတ်ဘူးအာကြော်ဘရောင်းကထွေရုပ်ကြီးခမနမူနာယူကြ ဆိုတော့အခုဒီနေ့ကျမတို့မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့အချိန်မှာလည်းကျမတို့အတန်တန်ကြားရတဲ့စီးရဲသားတွေနေတဲ့နေရာကိုကျူးကျော်သေးကျူးကျော်သေးဆိုပြီးမှနင်တို့ဖြတ်တယ်နော်အခုဒီငပေါက်ကတော့ဘာပြောသလဲမြန်မာနိုင်ငံမှာမြေလူမြေရိုင်းတွေအများကြီးရှိတဲ့အတွက်ကြောင့်သူတို့ရဲ့ဒုက္ခတတွေခြေကျိုးလက်ကျိုးတွေနေဖို့ရအတွက်မြေကွက်ကိုသူကဒရောင်းစားလို့တောင်းနေတာသူကိုယ်တိုင်နဲ့လည်းဒရောင်းစားပါပဲဆိုတော့ဒရောင်းစားကထပ်ပြမှာဒရောင်းစားပုံစံနဲ့တောင်းပေးတာပေါ့နော် ဆိုတော့အခုကျွတ်ငပေါ့ရဲ့အကြောင်းကိုဆက်မပြောခင်မှာကျွတ်နည်းနည်းလေးပြောချင်တယ်ကျွတ်ငပေါ့ကိုပြောလို့ရှိရင်တချို့လူတွေကဘာသာရေးမပြောနဲ့လို့ပြောတယ်ကျွတ်ရဲ့ channel ကနော်နိုင်ငံရေး channel ဖြစ်တဲ့အတွက်ကြောင့်ကျွတ်ဘာသာရေးမပြောဘူးဒီနေ့ငပေါ့ကဘာသာရေးဆရာလားအခုဒီ video ထဲမှာသူဘာပြောထားတယ်လဲတေချင်းစိုးနဲ့တေမဲလို့အုတ်ကြီးတွေကိုပြောနော်ဖုန်ကြီးတယောက်ကတေချင်းစိုးနဲ့တေမဲလူကြီးလို့ပြောရမလားဒါကြောင့် ငါပေါ့ကိုပြောပြမှနားတဲ့သူတွေကကျမထင်တာတော့ဒါတော့ဘောမာတွေပဲနေမှာလူဖြစ်လို့ရှင်တော့ငါပေါ့ကဖုံးကြီးမဟုတ်ဘူးဆိုတာအလုံးသိလိမ့်မယ်တရော့ဒီတော်လာရဲထဲမှာဖုံးကြီးတွေအများကြီးရှိတယ်ရိုးတဲထိုက်တဲ့ဖုံးကြီးတွေအများကြီးရှိတယ်ဒါတို့ကျမမပြောဘူးအခုငါပေါ့လိုမျိုးဝါတဝလိုမျိုးဒါတွေကဖုံးကြီးမှမဟုတ်တာသူတို့ကတရေဘောကြောင်ပြီးကုဒုံတီးပြီးမှတင်ငန်းချုံပြီးမှ ဖုန်ကြီးရောင်းဆောင်နေတာပြောလဲလို့ရှိရင်တော့ဥစဉ်ဥစဉ်နဲ့ပြောနေကြတာပဲဟုတ်ဘူးလားဒါကဖုန်ကြီးမဟုတ်ဘူးเนาะဆိုတော့အခုဒီမြန်မာနိုင်ငံမှာဆင်းရဲတဲ့အသူတွေအများကြီးနေတဲ့ကျူးနေရာတွေကိုကျူးကျော်တဲဆိုပြမဖြတ်တယ်เนาะပြီးလို့ရှိရင်အခုဒီဖေဖော်ဝါရီလတုန်းကရန်ခစ်စားခဲ့တဲ့ဧကနေရာကိစ္စတွေလုံခဲ့တဲ့1960ခုကနေမှနေခဲ့တဲ့နေရာဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီလောက်ကြာအောင်နေခဲ့တဲ့နေရာကိုတောင်းနှုတ်ဘူးသူစာနဲ့ သူများရဲ့အိမ်ကိုဖျက်တယ်အခုပြည်သူတွေကိုတတ်ဖြတ်တဲ့နင်တို့စစ်ခွေးတွေရဲခွေးတွေပြည်သူခွေးတွေကိုငရုမြန်မာနိုင်ငံကပြေးပေးမလားဆိုတော့အခုဒီအညာမှာရှိတဲ့ရိုးသားတဲ့ဗုဒ္ဓဘာသာလူမျိုးတွေကိုဘာသာရေးမိုင်းသွင်းပြီးတော့နိုင်ငံရေးကိုခေါ်ဆောင်လာခဲ့တယ်။နိုင်ငံရေးကိုခေါ်ဆောင်လာခဲ့ပြီးသူ့ကြောင့်ခြေကျိုးလက်ကျိုးတွေအများကြီးဖြစ်ပြီးဒုက္ခိတတွေဖြစ်ကုန်ပြီးဆိုရက်အခါကျတော့သူတို့တွေတော့အိမ်တွေလိုအပ်တယ် ြုလို့ရှင်လဲအခုရှေ့တန်းသွားတဲ့လူတွေအတွက်လဲသူတိတယ်တဲမေဆိုတာတိတယ်ဒါကြောင့်မတဲခင်ကလေးကမြေပေးပါတဲ့နော်ဒါတော့သဘောကျတယ်မတဲခင်ကလေးမြေပေးထားကြပါပေါ့နော်ဆိုဆိုလို့ရှင်တော့သူလည်းတေးပြိုပြီပေါ့နော်။ဘာကြောင့်လဲဆိုတော့တို့ရဲ့ဘဝမှာတတက်လုံးတို့ဘောမလာရင်လေအိမ်နဲ့တောင်တို့နာမမဟုတ်ဘူးလေ။ဒါကြောင့်တို့ကအိမ်တဲတဲလေးကိုရပြီဆိုလို့ရှင်လေတို့ကတေးပြိုပြီလေ။တို့ဘဝမှာဒီလိုမျိုးမှမပိုင်နိုင်တာ။တို့ရဲ့ဘောမတဲ့အရေးအချင်းနဲ့ဒီလိုမျိုးမရဘူးလေ။ ဒါကြောင့်အခုတို့ကမသေးခင်ပေးပါတဲ့နော်ဒီနေ့ကျွဲတို့မြန်မာနိုင်ငံမှာစင်ရဲတာတဲ့အများကြီးရှိတယ်စင်ရဲတာတဲ့အများကြီးနေတဲ့ကျွကျော်သေးကိုဒီစစ်ခွေးတွေခဏခဏဖြစ်စည်းတယ်ဆိုတော့ဒီနေ့တို့ကျွဲတို့နိုင်ငံကိုချစ်တဲ့နော်နိုင်ငံကိုကာကွယ်ပေးတဲ့ဒီစစ်သားတွေလို့ပြောရင်ဘေးရန်ကနဲ့ကာကွယ်လို့တို့ကိုငွေတို့ကမြန်မာမျိုးကိုပေးရမှာလဲဒီနေ့ကျွဲတို့ရဲ့မြန်မာနိုင်ငံရဲ့မျိုးတလက်မအကုန်မဘေးစစ်ခွေးကိုမှငွေတို့မပေးနိုင်ဘူး နင်တို့ဘေးနိုင်ငံကရန်ကိုကာကွယ်ပေးလို့နင်တို့ကိုငရုကကျေးဇူးတင်တဲ့အနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့မြေကိုပေးရမှာလဲဒါကြောင့်နင်တို့ရဲ့ကျေးဇူးဟာမူးတဲ့အခါရှူရှာမရှိတလို့နင်တို့ကြောင့်ကျတော့ပြည်သူတွေတေတာပဲရှိတယ်ငရုပြည်သူတွေတောင်မှဆင်းရဲနေတဲ့အခါမှာငရုပြည်သူတွေဆင်းရဲအောင်လုပ်တဲ့နင်တို့ကိုငရုမြန်မာပြည်ကမြေလုံးဝပေးမှာမဟုတ်ဘူးနော်အခုနင်တို့လက်နက်နဲ့ပြည်သူတွေကိုအုပ်ချုပ်နေတဲ့အချိန်မှာနင်တို့ပြည်သူတွေကို လက်နက်နဲ့ချိန်ချောက်ပြီးတော့မြင်းနေရကိုပေးထားခဲ့တယ်ဆိုလို့ရှင်လဲဒီနေ့ကျမတို့တော်လံရေးပြီးတယ်ဆိုလို့ရှင်တော့အဲ့မြင်းနေရကနဲ့မှနင်တို့ခေါင်းနဲ့ဆင်းရမှာအခုဒီနေ့နင်တို့မြန်မာနိုင်ငံမှာရှိတဲ့မြေပေါ်မှာနင်တို့ကိုတေခိုင်းတာတောင်မှနင်တို့ကျေးဇူးတင်တော့ဒါကြောင့်အရှင်နေနေဖို့တော့လုံးဝနေရမရှိစေရဘူးအခုမင်းအွန်လိုင်းကအစပြည်သူခွေးတွေကအစအားလုံးနေခဲ့တဲ့နေရအားလုံးကိုကျတော့ပြည်သူတွေပြန်ယူมาဖြစ်တယ် အခုသူကတော့ထွေအုပ်တွေအတော်လေးတော့ကာနေတာထွေအုပ်တွေကရေးကိစ္စမှလည်းပါတယ်စစ်ခွေးတွေရဲ့ကိစ္စမှလည်းပါတယ်အခုသူ့ရဲ့တပည့်တွေဖြစ်တဲ့ပြည်သူခွေးတွေရဲ့ကိစ္စမှလည်းပါတယ်ပြန်အခုသူကရန်တိုက်ပေးနေတာနော်သူထွေအုပ်ဒီတခုခုဆိုလို့ရှိရင်လာပြီးသူစစ်တီလောက်တယ်ဆိုပြမှခစ်တဲ့ဒီကိုတောင်တရင်ပို့တာလားမသိဘူးဆိုမှပြောတယ်ဆိုတော့အခုဒီထွေအုပ်ဒီ ਨੇ ရန်တိုက်ပေးတာသူဖြစ်တယ်ပြီးလို့ရှိရင်ဒါကြောင့်မို့ပဲသူပါပြောလား အသေးဆုံးနဲ့တင်နေအောင်မင်းတဲ့ကိုယ့်ရဲ့တင်ကန်းကိုတောင်းအားမနာဘူးဒီလိုမျိုးဆဲတတ်တယ်ဒါကြောင့်ပြောတာဒီဝါတဝနဲ့ငပေါ့ဒီဆိုတာကယောက်ျားတန်ဖြစ်ပေးမှအလုံမလုံစားချင်တော့ဒီလိုမျိုးနေရရင်သူများကသူအလုံလုံဆရာမလို့ပဲနဲ့သူ့ကိုသူတိတ်ခုတ်တလို့လို့ထိုင်ခုံပေါ်မှာထိုင်ပြီးမှဩဝါဒပေးရတဲ့အရာတန်လေးကိုသူခံနေတဲ့အတွက်ကြောင့်သူ့ကိုတိုင်တော်လူဒီကိုတေးချင်းစိုးနဲ့တင်းနေအောင်မဲလို့ဆဲတဲ့လူတယောက်ကကိုကိုဘလို့တရားပြမလား ပြီးလို့ရှိရင်သူက၆စားသေးတယ်ပြီးသူစစ်တီကတဲ့ဘာမှဖြစ်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုသူတို့ကအစကတည်းကဇိုးတွေဖြစ်တယ်အမျိုးဘာသာတတနာကိုချစ်လို့သာသူတို့ကလက်နက်ကင်တယ်လို့ပြောတယ်ဆိုတော့အခုပြည်သူစစ်တွေကဘာမှမဖြစ်ဘူးဒုထွေဥတွေနင်းတို့ဒရိသားဆိုတဲ့သဘောဖြစ်တယ်ဆိုတော့အခုသူကပြည်သူစစ်တွေနဲ့ဖြေးချောင်နေတာလေဘာကြောင့်လဲဆိုသူကပြည်သူစစ်တွေရဲ့ခေါင်းဆောင်လေဆိုတော့သူကပြည်သူစစ်တွေနဲ့သူကဖြေးချောင်နေတာဆဲရတော့ကြောက်ရွာကြီး သူများကိုကြိမ်တယ်လို့ပြောရမလားဆဲတယ်လို့ပြောမလားမသိဘူးနော်သူပြောတဲ့စကားတောင်ကြောက်ရှာကြီးဆိုတော့အခုဒီလိုမျိုးအလုံးလုံးစားလို့မရအောင်ချေချိုးလက်ချိုးဒီကအခုငါပေါ့ရဲ့ပြီးသူစစ်တီတာမကဘူးနော်အခုဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်သတင်းတပုတ်ကိုနားထောင်ကြည့်အောင်ဘုကိုတိုင်ပန်းတောင်မြို့နေမှာဖေဖော်ဝါရီလကနေစပြီးမှအရခတတော်နဲ့ပူပေါင်းတော်လာရေးတွေက ခွေးကိုမောင်းထုတ်ခဲ့တာဟာအခုဒီမတ်လနဲ့ဆိုလို့ရှိရင်နလ နီပါရောက်လာပြီဖျဖျဒီလာကနေမှသိုးစစ်ဆင်လာခဲ့တဲ့ဥစ္စာကအခုကအုတ်ချစ်ပင်မြို့ကိုရောက်လာပြီဆိုတော့အခုအုတ်ချစ်ပင်မြို့ကိုရောက်လာတဲ့အခါမှာစစ်ခွေးတွေကနေမှအတုံးအယုံတဲတဲ့လူရောဒဏ်ရာရတဲ့လူရောအများကြီးရှိတယ် ဆိုတဲ့အခါအခုတို့ကဒီညောင်ကျိုးစခန်းကိုလည်းတို့ကစွန့်ပြီးညောင်ကျိုးစခန်းကိုစွန့်ပြီးမှအခုတို့အားလုံးကဒီစစ်ကိုဒီရောညောင်ကျိုးစခန်းမှာရှိတဲ့စစ်ခွေးတွေရော အားလုံးကအခုအုတ်ချစ်ပင်မြို့မှာရှိပြီးမှတို့ကခန်းစစ်အနေနဲ့တိုက်ဖို့ရန်အတွက်တို့အဲ့မှာပြင်ဆင်နေတယ်လို့ကြားရတယ်အရခတ်တတော်နဲ့ပူပေါင်းတော်လာရေးတွေဘက်ကနေမှခွေးမောင်းထုတ်ခဲ့တာအယမ်းများလာတဲ့အခါမှာခြေကျိုးလက်ကျိုးတွေတာပေါ်တာတွေအယမ်းများသွားတဲ့အတွက်ကြောင့်အခုဆေးရုံဒီမှာငတင်တို့ခု ှာခွေးနှကောင် ခွေးသုံးကောင်အဲ့လိုမျိုးထားရတယ်လို့ပြောတယ်ဆိုတော့အခုဆဲယုံမှာကတိမဆန့်တာမဟုတ်ဘူးเนาะဆဲယုံတောင်မဆန့်တော့ဘူးဆဲယုံတောင်မဆန့်တော့အခုအုတ်ချစ်ပြင်းမြို့မှာရှိတဲ့သူတို့ရဲ့မြို့တော်ခမ်းမတွေမှာလည်းသူတို့ယာယီဆဲယုံတွေဖွင့်တယ်ပြီးရင်တချို့ အရန်ပြင်းထန်တဲ့သူတွေကိုကြတော့ဒီနာရဲကားနဲ့တခုချဘိုးပုံစံနဲ့နာရဲကားနဲ့အခုအုတ်ချစ်ပင်မြို့မှာကုလို့မရတဲ့ဥစ္စာတွေကိုမိင်္ဂလာတုံကဒင်းတထောင်ဘက်ကိုပို့နေတယ်ဆိုတာလည်းသိရတယ်ဆိုတော့အခုစစ်ခွေးတွေကအခုကျမနဘဲနားမှာမြင်ရတယ်နော်ဘလောက်ထိပြစ်တိတ်နေတယ်လေဆိုတာလေဆိုတော့အခုအဲ့လိုမျိုးစစ်ခွေးတွေကနေမှအကျိုးကမ်းတွေအများများနေတဲ့အတွက်အကြောင်းအခုတို့ရဲ့အသက်တစ်ချောင်းဖြစ်နေတဲ့ စစ်ဘုတ်ထာနာအပတ်စဉ်30ရောက်သွားပြီ အပတ်စဉ်ကိုရုံးကတောင်မှ4000ကျော်ရပြီဆိုတော့စစ်သားတွေအခုဘယ်နိုင်ငံရောက်သွားပြီလားအခုဘယ်နားမှာခောက်ထည့်ထားလို့စစ်ခွေးတွေမရှိတာလဲဒါကြောင့်ဒီနေ့ကျမတို့ပြည်သူတွေဒရိထားကြပါနင်တို့စစ်ခွေးတွေရဒီစစ်မှုထမ်းခြင်းဘက်ကိုတွားတယ်ဆိုလို့ရှိရင်နင်တို့ပြန်လမ်းမရှိဘူးเนาะခဏတော့ငါပေါက်ကတော့အင်ချန်အန်တောင်းပေးတယ်ရချင်လဲရမယ်မရချင်လဲမရဘူးဒါပေမဲ့နင်တို့ရဲ့ဘဝက20 40 ပတ်ဝန်းကျင်ပဲရှိတယ်အမြေပဲရှိတယ်အိမ်တော်မဟုတ်ဘူးအဲ့မြေတကွက်စားလည်းပဲနင်တို့ရဲ့တန်ဖိုးရှိသလားဒီနေ့နင်တို့ကျမတို့တော်လာရဲတွေနဲ့ပူပေါင်းလာတယ်ဆိုလို့ရှိရင်တော့တော်လာရဲလည်းမြန်မြန်ပြေးနိုင်တယ်လို့ကျတို့ဘဝဟာပျော်ရွှင်တဲ့ဘဝကိုရောက်သွားမှာဖြစ်တယ်ကျတို့လိုချင်တဲ့လိုတရဘဝကိုကိုကိုတိုင်ဖော်ဆောင်နိုင်တဲ့အခွင့်ရှိမှာဖြစ်တယ်အခုနင်တို့ကကြားနေပါငတို့ကတော့နိုင်ငံရေးစိတ်လည်းမဝင်စားဘူးငတို့ကစစ်ခွေးကိုလည်းမထောက်ခံတလို့အခုတော်လာရေးဘက်ကိုလည်း ကျတော့ကလည်းမထောက်ခံဘူးဂျာမန်နေမယ်လို့လူတွေအခုမြန်မာနိုင်ငံမှာဂျာနေဆိုတာမရှိဘူးစစ်ခွေးဘက်ကိုသွားမလားမဟုတ်လို့ရှင်တော်လိုင်းရဲဘက်ကိုသွားမလား စစ်ခွေးတွေလည်းပဲနင်းတို့ကဟာနင်းတို့ကဂျာနေဖြစ်တယ်ဆိုပြီးမှနင်းတို့ကိုစစ်မှုထမ်းဘက်ကိုမခေါ်ဘဲနဲ့မထားဘူးเนาะအခုထိုင်းမှာရောက်နေတဲ့သူတောင် ခေါ်မယ်လို့ပြောတယ်ဆိုတော့အခုနင်းတို့ကဂျာနေမို့လို့နင်းတို့ကိုစစ်မှုထမ်းကနေမှလွတ်မယ်လို့တော့နင်းတို့မထင်နဲ့နင်းတို့စစ်မှုထမ်းကိုဝန်ပြီးဆိုလို့ရှင်တော့နင်းတို့ကဝန်ပေါက်ပဲရှိတယ်ထွက်ပေါက်ရှိမှာမဟုတ်ဘူးဒီနေ့ကျွားတို့တော်လာရဲနဲ့ပူပေါင်းတယ်ဆိုလို့ရှိရင်တော့မနေ့ကကျွန်မတည်င်းထဲမှာပြထားတဲ့အတိုင်းပဲကျွားတို့ PDF လေးတွေ ကြီးကားတော့မလို့ဘူးဖနက်တည်းသူတို့ရဲ့ညက်ဖနက်နဲ့ပဲသူတို့တိုက်ပွဲဝင်နေကြတာဒီလောက်အထိကျွဲတို့ကစိတ်အားထက်တန်နေတဲ့အချိန်မှာအခုနင်းတို့စစ်ခွေးဘက်ကိုဝင်သွားလို့ရှင်တော့နင်းတို့ဘဝကမတွေ့ရဆရာဖြစ်တယ်ဒီနေ့ကျမတို့တော်လာရဲ့ဘက်ကိုဝင်သွားတယ်ဆိုလို့ရှိရင်တော့နင်းတို့ကစစ်တမ်းမဖြစ်ချင်လဲကိစ္စမရှိဘူး PTM မလုပ်ချင်လဲကိစ္စမရှိဘူးနင်းတို့ရဲ့ဘဝလုံခြုံဖို့ရတဲ့ဒီနေ့ကျမတို့ခေါ်နေတာဖြစ်တယ် နော်ဒါကိုကျွန်တော်တို့တိတိတက်ဖို့လိုတယ်အခုမြန်မာနိုင်ငံမှာလုံးဝကြားနေမရှိဘူးစစ်ခွေးတဲ့အချိန်မရွေးနင့်တို့ကိုကြက်ကလဲငက်ကလဲလို့လာကောက်သွားမှာကိုကြားနေပြည်သူတွေသတိထားကြပါလို့ဒီကနေပြောချင်တယ်နော်ကျွန်တော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဇော်မင်းလိန်ပြောထားတဲ့စကားသခွန်းလေးကိုကျွန်တော်တို့နားထောင်ကြည့်ရအောင်နော်အိန္ဒိယနိုင်ငံမှာရှိတဲ့နိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုံသင့်ဘူး ဆိုတာပြောကြလို့ပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြလို့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အသိပေးသင့်တာတွေပြောဆိုသင့်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြလို့ပါတယ်အခုသူပြောသွားတဲ့ကိစ္စကဘာကြောင့်ပြောတယ်လဲဆိုတော့အခုကျွန်တော်တို့နားထောင်ကြည့်အောင်နော်စကိုင်းတိုင်းမရှိတဲ့အိန္ဒိယနယ်စပ်နားမှာရှိတဲ့မြို့ရွာတွေနဲ့ပတ်သက်ပြီးတော့အခုနည်းနည်းလေးပြဿနာဖြစ်တယ် ဒီချင်းအမျိုးသားနဲ့မှလည်းမီဇိုရမ်အမတ်ကချင်းအမျိုးသားနဲ့ကိုလာပြီးမှချင်းပြည်နယ်ကမီဇိုရမ်နဲ့ပေါင်းဖို့ရန်အတွက်သူလာပြောသွားတယ်အဲ့ဒါတခုပြလို့ရှိရင်အခုဒီမတ်လ၁၀ရက်နေ့ကတော့ဒီမနီပူလွတ်တော်ကသူတို့ရဲ့ဒီအထက်လွတ်တော်မှာဆွေးနွေးတဲ့အရာတခုလုပ်ခဲ့တယ်အာပါလဲဆိုတော့ဒီစကိုင်းတိုင်းရဲ့ကဘောကြိုင်ဝိုင်းပေါ့နော်ဒီတမူးတို့ကလေးတို့မင်းကင်းတို့ဟာဆိုလို့ရှိရင်ဒီမနီပူနဲ့တက်ဆိုင်တဲ့ နေရာဖြစ်တယ်ဆိုတဲ့အကြောင်းသူတို့ပြောခဲ့တယ်ဆိုတော့အခုအဲ့စာဒီမနီပူနဲ့တက်ဆိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင်းဒီမနီပူရဲ့ပြည်နယ်ကိုထည့်ပေးဖို့ရာအတွက်အိန္ဒိယအစိုးရနဲ့စကားပြောခဲ့တယ်လို့ပြောတယ်ဆိုတော့အခုဒီကဘောကြိုင်ဝါဟာပေအချေလျာနဲ့ဆိုလို့ရှိရင်1000နေရာနဲ့30 အကျယ်ဝန်းရှိတယ်လို့ပြောတယ်ဆိုတော့အဲ့ဒီအကျယ်ဝန်းကိုလွန်ခဲ့တဲ့1826ခုနှစ်မှာ ရန်နပိုစာချုပ်ကိုချုပ်ခဲ့တယ်1834ခုနှစ်မှာကျတော့ကဘောကျိုင်ဝမ်သဘောတူညီချက်ကိုသူတို့စာချုပ်ချုပ်ဆိုခဲ့တယ်ဆိုတော့အခုဒီမနီပူတွေကဟိုးလွန်ခဲ့တဲ့ကိုလိုနီခေတ်ကဘောကျိုင်ဝမ်တမိုင်းတွေကိုပြန်ပြောလာခဲ့တယ်ပေါ့နော်1450တုန်းကတော့ဒီကဘောကျိုင်ဝမ်တွေဟာမနီပူရဲ့မြို့ရွာတွေဖြစ်တယ် နော်ဘာလဲအိန္ဒိယနိုင်ငံရဲ့ပထမဝန်ကြီးဖြစ်တဲ့နေရိုကဥနုနဲ့တွေ့တဲ့အခါမှာလက်ဆောင်အနေနဲ့1953ခုမှာပေးခဲ့တယ်ပေးခဲ့တယ်ဆိုပေမဲ့ဒီကဘောကြိုက်ဝမ်းတွေအတွက်မြန်မာနိုင်ငံအစိုးရတွေကမနီပူအစိုးရတွေကိုတလကိုအိန္ဒိယရူပီ900 900 900အဲ့လိုမျိုးပေးဆောင်ရတယ်။ဒါပေမဲ့ဒီမနီပူဒီကအိန္ဒိယတွေနဲ့ပေါင်းပြီးသွားတဲ့အခါမှာကျတော့1953ခုနှစ်ကနေစပြီးမြန်မာနိုင်ငံက တလကိုအိန္ဒိယရူပီ900 900ပေးဆောင်တဲ့ဥစ္စာကိုနားလိုက်တယ်ဆိုတော့အခုဒီမနီပူအမတ်ကဘာဒီပြောလာတယ်လေဆိုတော့အခုကျတော့မြန်မာနိုင်ငံမှာရွေးချယ်စရာတစ်ခုရှိတယ်ဒီကဘောကြိုင်ဝမ်နဲ့ပတ်သက်ပြီးတော့တိအချက်ကအိန္ဒိယအစိုးရတွေကသူတို့နဲ့သက်ဆိုင်တဲ့ဒီကဘောကြိုင်ဝမ်ကိုမြန်မာအစိုးရတွေစီကနဲ့ပြန်ယူပြီးမှမနီပူပြည်နယ်ကိုပြန်ပေါင်းစပ်ပေးပါတကယ်လို့ဒီဥစ္စာကိုမပေါင်းနိုင်ဘူးเนาะ ဒီကပိုကျိုင်းဝမ်ကမြန်မာပြည်ပဲယူမယ်ဆိုလို့ရှိရင်တော့1953ခုနှစ်ကနေမှစပြီးမှဒီအခု2025အခုဒီနေ့ရောက်ရှိတဲ့နေ့အချိန်အထိတလကို900 900ပေးဆက်မဲ့အကျွေးတွေကိုပြန်ပေးပါဆိုတဲ့ အရာကိုတောင်းဆိုလာတယ်ဒီဥစ္စာကိုသူတို့တောင်းဆိုလာတယ်နော်အခုတမိုးဒီဆိုလို့ရှိရင်အခုမနီပူနဲ့ကိုက်ရက်ဖြစ်တယ်ဒါကြောင့်မနီပူဒီကတော့အခုဒီတမိုးဒီကလေးတွေကိုတောင်းတယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံချင်းနဲ့အိန္ဒိယချင်းကမြစ်တစ်ခုပဲခြားတာဆိုတော့အခုသူတို့ကတော့ဒီမြန်မာနိုင်ငံကချင်းတွေကိုအိန္ဒိယနိုင်ငံကချင်းပြည်နယ်နဲ့ပေါင်းပါဆိုပြီးမှဒီမီဇိုရမ်အိန္ဒိယချင်းအမတ်ကနေမှအခုမြန်မာနိုင်ငံမှာရှိတဲ့ ချင်းတွေကိုလာပြောတယ်အခုဒီတမိုးဘက်မှာလည်းမနီပူနဲ့နိစံနေတဲ့တမိုးတွေကိုကပိုးကြိုင်ဝိုင်းတွေကိုဒါဟာငရုရဲ့နေရာ ဖြစ်တယ်ဟိုးအရင်ကတည်းကငရုရဲ့နေရာဖြစ်တယ်ဒါပေမဲ့ဒီကပိုးကြိုင်ဝိုင်းကိုငရုလိုချင်တယ်ငရုကိုဒီကပိုးကြိုင်ဝိုင်းပြန်ပေးမလားမပေးဘူးဆိုလို့ရှင်တော့လွန်ခဲ့တဲ့အချိန်မှာနင်တို့ငရုကိုတလောက်ကို900ပေးခဲ့တယ် ဒါပေမဲ့နင်တို့က1953ကနေမှနားလိုက်တဲ့အတွက်ကြောင့်1953ကနေမှဒီနေ့ဒီရဲ့ချိန်အထိပေးဆက်ရမယ်တလကို900သွင်းရမယ်ပက်ဆံတွေကို ပြန်ပေးပါဆိုမှတောင်းဆိုတယ်ဆိုတော့ဒီနေ့ကျွဲတော်မြန်မာနိုင်ငံကိုဖိတ်စားအောင် လုပ်ခဲ့တာကဘာလို့လဲစစ်ခွေးတွေဖြစ်တယ်အခုတရုတ်တွေကကျွဲတော်မြန်မာနိုင်ငံကို ကြိုက်တယ်လို့အခုတရုတ်နိုင်ငံသားဝန်ကြီးလာတယ်ဒါပါလာလို့တလေဆိုတော့မြန်မာနိုင်ငံငြိမ်းချမ်းဖို့ရတဲ့စစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲတွေကိုလာထောက်ခံတဲ့ပုံစံနဲ့တို့လာပြောသွားတဲ့အခါမှာစစ်ခွေးတွေလုံးမဲ့အုပ်ဆောင်ကိုတို့ထောက်ခံမှာငါတို့မြန်မာနိုင်ငံကရွေးကောက်ပွဲလုပ်လို့ရမလားအရင်တော့ကကျတို့ရွေးကောက်ပွဲတွေလုပ်ခဲ့တဲ့အခါမှာဘယ်သူမှနင်တို့ဘက်ကငါတို့ပါတယ်နင်နင်တို့ရဲ့ရွေးကောက်ပွဲဖြစ်မြောက်လာဖို့ရတဲ့ငါတို့ဒီပါဝင်ပေးမယ်ငါတို့ဆောင်ရွက်ပေးမယ်လို့ဘယ်သူမှမပြောဘူးအခုဘာမှမတတ်တဲ့ခွေးတွေလူနေရမှာထိုင်လာတဲ့အခါမှာမှာ ဟိုနိုင်ငံကလည်းဝန်ဆွတ်ဖက်လာတယ်ဒီနိုင်ငံကလည်းဝန်ဆွတ်ဖက်လာတယ်ဒါကိုအခုဇော်မဲလုံးကနေဗာပြောလဲအခုအိန္ဒိယနိုင်ငံဘက်ကိုရောက်နေတဲ့ကျွန်တော်တော်လာရဲဒီကြောင့်အခုမီဇိုရမ်တို့ဒီမနီပူတွေကအခုသူတို့နဲ့တက်ဆိုင်တဲ့နေရာကိုလာယူတယ်ဆိုတဲ့ပုံစံနဲ့အခုဇော်မဲလုံးပြောတာဖြစ်တယ်။လုံးဝဘာမှမဆိုင်ဘူး။ဒီနေ့ကျွားတို့တော်လန်ရဲတွေမြန်မာနိုင်ငံကိုဖဲ့ရောင်းသွားတဲ့ဘေးတော်လန်ရဲတယောက်မှမရှိဘူး။မြန်မာနိုင်ငံကိုဖဲ့ရောင်းတာတွေနင်းတို့ခွေးတွေပဲဖြစ်တယ်။ခွေးချဖို့ကနေမှရုရှားတွေ ဘယ်လိုရစ်တွေတွားတယ်သူတို့ဘက်ကနေလက်နက်ပေးမယ်လက်နက်ပေးတဲ့အခါမှာကျတော့ဒီတဲ့ကျွားတို့မြန်မာနိုင်ငံအခုဒဝေမှာရှိတဲ့ကျွားတို့စီးပွားရေးကိုရုရှားတွေကိုရောင်းခဲ့တယ်ဘလောက်ထိရောင်းခဲ့တယ်ဆိုတာကျွန်တော်မသိဘူးအခုကျွားတို့တော်လာရေးတွေအုပ်ချုပ်ထားတဲ့နော်စိုးမိုးထားတဲ့နေရာမှာရှိတဲ့ အာဒီတွင်းထွက်ပစ္စည်းတွေရှိတဲ့နေရာကိုရုရှားနဲ့ဘယ်လာရုစ်တွေကိုရောင်းစားထားတယ်ဆိုတာလေအခုနော်တည်င်းတွေထွက်နေပြီဒါတွေကိုကြည့်ချင်တဲ့အပြင်မြန်မာနိုင်ငံကိုဖဲ့ရောက်နေတာဟာကျတို့တော်လာရေးတွေလားနင့်တို့ခွေးတွေလားဆိုတော့သိရမယ်အခုအိန္ဒိယအချင်းဖြစ်တဲ့မီဇိုရမ်ကအမတ်ကအိန္ဒိယတွေကိုလာပေါင်းဖို့ဖိတ်ခေါ်တဲ့အခါမှာနင့်တို့ကိုဂယုမဆိုင်လို့နင့်တို့ကြောင့်ဒီနေ့ကျတို့မြန်မာနိုင်ငံဟာမျက်နှာငယ်ရတယ်သူများတွေဒီလိုမျိုးလာခေါ်တယ် ကျွန်တော်စာတင်ခဲ့ရတဲ့အချိန်မှာဒီကဘောကျိုင်းဝါဟာကျွန်တော်မြန်မာနိုင်ငံနဲ့သက်ဆိုင်တယ်လို့ပဲထင်ခဲ့တယ်။ဒါပေမဲ့အခုနင်တို့စစ်ခွေးတွေကြောင့်ဒီကဘောကျိုင်းဝါဟာအခုမနီပူတွေတောင်းလာပြီ။နင်တို့ပြည်နယ်ပဲမလားပတ်ဆက်ရောမလားနော်။ဆိုတော့1953ကနေမှ2000နဲ့25အထိဆိုလို့ရှိရင်တလကိုရူပီ900ဆိုလို့ရှိရင်900ပဲဖြစ်မလား 1953ရာဆိုတာဟာနေတဲ့ပတ်စံမဟုတ်ဘူးเนาะဆိုတော့အခုကျမတို့တလကိုရူပီ900ပေးမယ်ဆိုလို့ရှိရင်ဈေးနှုန်းအတိအကျဒီနေ့လဲရူပီ900ပေးပေးရမလားဒါမှမဟုတ်လို့ရှိရင် အရင်တုန်းကဒီ1953ခုနှစ်တုန်းကရူပီကိုဒီနေ့ပတ်စံနဲ့ပြန်ချိန်ပြီးမှပေးရမလားဒီဆိုလို့ရှိရင်ကျမတို့ဘလောက်အထိအကျွေးတင်သွားပြီလဲသူများတွေဒီလိုမျိုးလှုပ်လာတယ်ဆိုတာဟာကိုယ့်ရဲ့နိုင်ငံကအထင်သေးစရာ အမြင့်သေးစရာ ဖြစ်လာတဲ့အတွက်ကြောင့် ီလိုမျိုးဖြစ်လာတာဆိုတော့ဒီနေ့စစ်ခွေးတွေကိုဘယ်နိုင်ငံကအထင်ကြီးတယ်လဲအခုတခြားများများမပြောနဲ့နော်တရုတ်ဒေသကအခုမြန်မာနိုင်ငံကိုကြိုက်တယ်လို့ခြေလှယ်နေတာဘာကြောင့်လဲဆိုလို့ရှိရင်ဒီခွေးတွေကြောင့်ဖြစ်တဲ့ဟိုးအရင်ကတည်းကနေလေကျမတို့မြန်မာနိုင်ငံဟာတရုတ်ဒေနဲ့မကင်းတာတေးချပါတယ်ဒါပေမဲ့ ဘေးအချိန်တော့အခါမှမှတရုတ်တီးရဲ့လက်ညှိုးညွန်ရာကိုကျမတို့မသွားခဲ့ဘူးတရုတ်တီးနဲ့ကျမတို့ပနာစားခဲ့တယ်ဆိုပေမဲ့သူ့အကန့်တနဲ့သူရှိတယ်အခုကြမှာပဲတရုတ်တီးရှင်ဆိုရှင်တရုတ်တီးတေးဆိုတေးရတဲ့ဘဝကိုရောက်လာတာဟာနင်းတို့စစ်ခွေးတွေကြောင့်ဖြစ်တယ်အခုကြမှာပဲဒီဆိုမဲလင်ကနေမှအိန္ဒိယတီးကနေအဲ့လိုလုပ်တဲ့ဥစ္စာကိုနိုင်ငံရေးသမားတွေလုပ်တယ်ဆိုတဲ့ပုံစံနဲ့သူပြောနေတယ်ဒါကြောင့်မို့ပဲကိုယ့်ရဲ့နိုင်ငံရေးကိုပဲကြည့်ပြီးမှ ဒီနိုင်ငံရဲ့ဆက်ဆံရေးကိုပြက်ပြက်အောင်မလုပ်ပါနဲ့ကျတော့မြန်မာနိုင်ငံရဲ့နေမြေပိုင်ဆိုင်မှုကိုလေးစားရမယ်လို့ပြောတယ်ဆိုတော့ခဏတော့ပြောသလိုကျတော့ဘေးတော်လာရေးကမှဘေးနေမြေမြန်မာနိုင်ငံရဲ့နေမြေမပြောနဲ့မြန်မာနိုင်ငံရဲ့အတွင်းထွက်ပစ္စည်းတစ်ခုကိုသာမှရောင်းစားတာမရှိဘူးဒါကြောင့်မို့လေဒီစစ်ခွေးတွေကလည်းတခုကလူကောင်းကိုလာညိုးသလိုဖြစ်နေတယ်နည်းနည်းလေးစဉ်းစားကြအောင်နော်စစ်ခွေးတွေတိတ်မပြောချင်ဘူးပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေ